ောင်လေးတွေမင်းတို့ငါစိန်ခေါ်နေတာနော်မင်းတို့ကြက်ကြက်ပတ်ထားပါလောကကြီးမှာစိန်ခေါ်ခြင်းကိုလက်မခံဝဲလို့ရှိရင်မင်းလောကကြီးမှာထွက်သွားလိုက်ပါစိန်ခေါ်ခြင်းကိုလက်ခံနိုင်မှတတ္တိရှိတယ်လို့ခေါ်တယ်တတ္တိရှိတယ်ဆိုတာစိန်ခေါ်ခြင်းကိုလက်ခံနိုင်တဲ့သူစိန်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှိရင်လောကကြီးမှာအောက်တန်းမှာနေပါဘယ်တော့မှအထက်တန်းမှာမျောပါနဲ့အဲ့ဒါမင်းတို့ပတ်ထားစိန်ခေါ်တာကိုလက်ခံနိုင်မင်းတို့ကရိုးရိုးလေးပြောလက်ကုတ်တီးကြည့်တီးမတီးကြည့် ဒါပဲမင်းလောကကြီးမှာနော်တတိရှိတဲ့လူတွေရဲ့အတွက်သာလေနေရာရှိတယ်နော်တတိမရှိတဲ့လူတွေရဲ့အတွက်နေရာမရှိဘူးတတိရှိတယ်ဆိုတော့ဘယ်လိုလူတွေလဲစိတ်ခေါ်ခြင်းကိုလက်ခံဝယ်နေသူဒါပဲတန်ညုံတစ်ခုကိုသစ်သားထဲမှာရက်လေဒိုင်းဆိုလိုက်တော့သစ်သားတွေကိုတန်ညုံကဝင်သွားတယ်ဘာလို့ဆိုတော့တန်ညုံကမာတယ်သစ်သားကပြော့တယ်တန်ညုံနေဖို့အတွက်သစ်သားကနေရာဖယ်ပေးရတယ်ဒါပဲအဲ့တန်ညုံကိုကြောက်တုံးမှာလိုက်တော့ဒိုင်းဆိုကိုွေးသွားတယ်ကြောက်တုံးက sorry ပဲ မင်းတကမာတယ်ထားတယ်မင်းမာသလားပြောသလားပြောရင်နေရာဖယ်ပေးလိုက်ပါမာရင်နေရာယူပါစိတ်ခေါ်ခြင်းကိုလက်မခံနိုင်လို့ရှင်မင်းလောကကြီးမှာလူမလုပ်ပါနဲ့ဒါမင်းတို့ပြောရတာကောင်းပြီအခုမင်းတို့ကိုစိတ်ခေါ်နေတာပညာသင်နေဆိုပါလေအဲ့ဒီကောင်ကပညာသင်နေဆိုအတွေ့အကြုံကိုလက်ဆင့်ကတ်တိရစ္ဆာန်တွေမှာအတွေ့အကြုံကိုလက်ဆင့်ကတ်တယ်ဒါမှမဟုတ်အတွေ့အကြုံကိုကမ်းနိုင်သလားလက်ဆင့်ကမ်းနိုင်လားကမ်းနိုင်ဘူးဘာကြောင့် မကန်းနိုင်လဲသိလားပိတ်အရေးကြီးတဲ့စကားဖြစ်လာပြီတရိษံနဲ့လူနဲ့ကွာဟချက်အကြီးကြီးဒီမှာပေါ်လာပြီအဲ့ဒါပါလဲဆိုဘာသာစကားရှိလို့ပဲစကားရှိတယ်ဘာကြောင့်စကားရှိရလဲတို့မှာထံကရိုင်းရှိလို့အတန်ဖြစ်သောကရိယာလို့ခေါ်တယ်ထံကရိုင်းဆိုရယ်ဆိုထံဆိုအတန်ဖြစ်သောနေရာကရိုင်းဆိုအတန်မြည်စေသောအရာကရိုင်းဆိုရှာပေါ့ထံဆိုရယ်ဆိုအာကောင်းတို့အာဇောက်တို့အဲ့ဒါထံကိုဌာနနေရာပေါ့ အတန်ဖြစ်သောနေရာရဲ့အတန်ဖြစ်အောင်ဖန်တီးနိုင်လို့ရှာတယ်။ဒါရှိလို့တို့ကစကားပြောလို့ရတယ်။ဘာသာစကားဆိုတာသိအားဖို့ကောင်းတယ်နော်မင်း။ဟုတ်ပြီကျ။မဟုတ်မင်းနားမှာရေခွက်ရှိရလား။ရှိတယ်နော်။ဟော။မင်းဘာဘာရှိလဲ။စကားနဲ့ပြောလိုက်တာ။ရေခွက်လို့ပြောလိုက်တယ်။အဲရေခွက်ဆိုင်တဲ့နေရာမှာမှခွက်ကြီးဒီနားရှိသလားမရှိဘူး။ပစ္စည်းမရှိဘူး။ပစ္စည်းမရှိဘဲနဲ့ရေခွက်လို့ပြောလိုက်တာနဲ့ဒီကောင်တန်းသိတယ်။ဟာ။ ဘယ်တော့အာဟုဖို့ကောင်းလဲမိမိမိလို့ဩလိုက်တယ်။ကဲမိမိမိဆိုစားမင်းမြင်ရလို့လားအိမ်ထဲမှာအိမ်နေတာမိမိဆိုရမင်းသိပြီဘာဖြစ်လဲ။ဟာကြီးစားဘာသာစကားအာဟုရမကောင်းဘူး။တိရစ္ဆာန်မှာအဲ့လိုဘာသာစကားမရှိဘူး။ရှိတဲ့ဥစ္စာကြီးကားဆိုရင်လေကွန်ရှိတယ်ကြီးကားမှာတောကြီးကားဆိုရင်၃မျိုးပဲရှိတယ်။အဲ့မှာအစာတွေ့လို့ဩရတဲ့တန်ခုနကမိတ်လိုက်ဖို့လို့ အော်ရဲတန်သုံးလို့ရန်သူပလာတို့အော်ရဲတန်ဒီသုံးမျိုးပဲရှိအာအာဒါပဲစာလေးလေးတိတိတိဒါပဲကျက်အော်ကြီးအော်ဒါပဲတက်တယ်သူသူထံကရိုင်းမရှိဘူးကျွန်တော်တို့လူတွေမှာထံကရိုင်းရှိတယ်အဲ့ထံကရိုင်းရှိတဲ့အတွက်ကြောင့်မစကားဆိုတာပေါ်လာတော့အဲ့စကားအားဖြင့်ခုနကပြောတဲ့ OBJ ရေရှိလာလို့မေးလိုက်တယ်မေးရှိလာမေးတယ် မင်းအော်ဘီဂျမင်းငါပြောတာသဘောပေါက်လားလို့ပြောလိုက်တယ်ဆိုတော့ကဲသဘောပေါက်လားဆိုရယ်ဆိုဘယ်မှာပစ္စည်းရှိလဲအစမ်းချက်တဲ့ဒီမှာရှိတယ်မှန်တယ်ပစ္စည်းရှိတယ်မိမိအိမ်ဒီမှာရှိတယ်ကဲမင်းသဘောပေါက်လားဆိုသဘောပေါက်လားဆိုတဲ့ခါကျတော့ဒီငါပြောတဲ့ဆိုသဘောပေါက်လားအော်ဘီဂျေလို့ပြောတဲ့ခါကျတော့အဲ့သဘောပေါက်လားဆိုတာဘာပစ္စည်းရှိလို့ကဲသဘောပေါက်လားဆိုတာဟာပေါက်တယ်ဆရာလို့ပြောပြီအဲ့ပေါက်တယ်ဆရာဆိုပစ္စည်းကဘယ်ပါလို့ကဲမိလို့လည်းမရှိဘူးဂျေလို့လည်းမရှိဘူး ကိုင်လို့တွေ့လို့လည်းမရဘူးဒါမှသူနဲ့ကျင်တော့နားလည်တယ်ဖယားခုနကပြောအဲ့နှုတ်ရှာအဖျင်းဟောပြခဲ့တယ်မိတ္တကသုံးပုံကြီးထားပြခဲ့တယ်ဆိုတာအဲ့ဒါပဲကိုယ်ပြောလိုက်မယ်ပြန်စဉ်းစားလို့ရှိရင်လေးနဲ့သွားမှဆိုလို့ကျွန်တော်မပြောဘဲနဲ့ဆိုတာနိဗ္ဗာန်ဆိုဘယ်လိုကိုင်သိဘူးလားမသိဘူးလားဘာဘာဘယ်မှာနိဗ္ဗာန်ဆိုဒီနားလားဟိုနားလားဟာနိဗ္ဗာန်ဆိုအာဒီမှာနိဗ္ဗာန်ကြီးနှစ်ရက်ခေါက်ပြတော့ပြီးသားမယ်ဟာရလား ဒါကြောင့်လူမှာထန်ကြိုင်းပါလာတဲ့တရားဘာသာစကားပေါ်လာတယ်။အဲ့ဒီဘာသာစကားအပြင်ကိုစဉ်းစားမိသမျှအကုန်လုံးကိုပြန်ပြီးတော့ဝေငှပေးနေကိုအတွေ့အကြံကိုအတွေ့အကြုံနှစ်ခုမှတ်တာကောင်းလေးတွေကိုအတွေ့အကြုံရယ်ကိုအတွေ့အကြံရယ်နှစ်ခုရှိတယ်။အဲ့ဒီဟာကို lesson ကံပေးခြင်းပြီးပညာသင်ခြင်းပဲ။